စကိုင်းတိုင်းတပည့်ရင်းမြို့နယ်ဥတိန်တွေရစာတင်ကြုံပုံကျဲခံရမှုမှာထိခိုက်ဒဏ်ရာရရှိတဲ့ចောင်းသားចောင်းသူတွေကိုစေဝါကုသပေးရမှာဆရာဝန်ရဲ့စေဝါလိုအပ်ချက်တွေမနိုင်မနှင်းဖြစ်နေရလို့ကုညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကပြောပါရယ်။စောစုရဲ့ပုံကျဲခံရမှုကြောင့်အသက်မသေးပဲဒဏ်ရာရရှိသူ102ဦးရှိပြီးတော့အဲ့ဒီထဲမှာစေလက်အင်ကဖြတ်တောက်လိုက်ရသူတွေလည်းရှိရကြောင်းအကြီးစားခွဲစိတ်ကုသဖို့အတွက်စေုံစေကံကောင်းကောင်းမရှိတာဆရာဝန်မလုံလောက်တာနဲ့စေဝါမရှိတာတွေ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။စိုးစုအနေနဲ့ဆေးရုံစေကန်းတွေနဲ့နေရာအနှံ့ကိုဇက်တိုက်ပုံကျဲတိုက်ခိုက်နေရကြောင်းစေကူတပေးနေရတဲ့အနေထားမှာလေကြောင်းအနေရပါစိုးရင်နေရတာလို့ကုညီကယ်ဆယ်လုပ်ကင်နေသူတွေကပြောပါတယ်။စိုးစုကမေလာ၁၂ရက်မနက်ပိုင်းမှာကလေးငယ်တွေစာသင်ကြားနေတဲ့အိုးတိတ်နေရစာသင်ကျောင်းကို ပုံကျဲကျတိုက်ခိုက်ခဲ့ရကြောင်းကျောင်းသူကျောင်းသား22ဦးနဲ့ဆရာမ2ဦးစုစုပေါင်း24ဦးသေဆုံးပြီးတော့102ဦးဒဏ်ရာရရှိခဲ့တာပါ။ အမျိုးသားညီအစိုးရဖွင့်လှစ်ထားတဲ့စာတင်ကျောင်းတွေဟာစစ်ကောင်စီရဲ့ဝေဟင်မြေပြင်တိုက်ခိုက်မှုတွေကြောင့်ပုံမှန်ကျောင်းဖွင့်ချိန်ကျောင်းတက်ချိန်အချိန်စရာအတိုင်းတင်ကြားရတာမျိုးမဟုတ်ပဲအခြေအနေပေါ်မူတည်ဖွင့်လှစ်တင်ကြားနေရတာပါအခုလေကျောင်းတိုက်ခိုက်ခံရချိန်မှာလဲစစ်ရှောင်ရင်အတန်းနောက်ကျတဲ့ကျောင်းသူကျောင်းသားတွေအတွက်ဖြည့်ဆွက်အတန်းတွေဖွင့်လှစ်တင်ကြားပေးနေချိန်ဖြစ်တယ်လို့အမျိုးသားညီအစိုးရကဒီကနေ့မှထုတ်ပြန်ပါတယ်